Hello everyone လီယိုတို့ပြန်ဆုံကြပြန်ပြီနော်ဆိုတော့လီယိုတို့တပတ်တပတ်ကုန်လာအင်မန်တန်မှမြန်ဆန်လို့လာပါတယ်အဲ့တော့လီယိုတို့အခုလာမဲ့မေလာရဲ့တတိယတပတ်ဆိုလို့ရှင်တော့လီယိုတို့ရာသီအခုပြောင်းနေဖြစ်ကြမှာပေါ့နော်လီယိုတို့အဲအနောက်တိုင်းနဲ့ခက်ပြီးရင်အရာဆိုလို့ရှင်တော့ဒီပြိတ္တာပေါ့နော် Torres ရာသီကနေလီယိုတို့ Gemini ပေါ့နော်မေထုန်ရာသီကိုကူးပြောင်းมาဖြစ်တယ်ပေါ့နော်အဲ့တော့အရှိတိုင်းအနောက်တိုင်းကွဲလွတ်မှုတွေတော့ရှိရပေါ့နော် Anyway this is အလီယိုရဲ့ဒီ uh terror reading လေးတွေကအဓိက base လောက်ထားတာကဒီ tropical zodiac ပေါ့နော်အနောက်တိုင်းစနစ်ကို base လုပ်ပြီးတော့အဲ zodiac sign တွေကိုကြည့်ပြီးတော့ဖတ်ပေးတာဖြစ်တယ်ပေါ့လေဆိုတော့ anyway အဲ့တော့အချိန်ကုန်တာ imminent မှာမြဲနေမီလာရဲ့တတိယတပတ်ဆိုတော့ထုံးစံအတိုင်းလေးကို Facebook page နဲ့ YouTube channel ကတင်ဆက်ပေးနေကြ Weekly Zodiac Energy Reading ပေါ့နော်အဲ့တော့ coming မေလ၁၆နေ့ကနေ၂၃ရက်17 to 23အတွက်ကိုရာတီဘွားတစ်ခုချင်းစီအလိုက်တည်တည်တည်ထိုက်တဲ့ message လေးတွေကိုလည်းကြည့်ပေးသွားမှာဖြစ်တယ်။ GVD အမျိုးအစားကအချီကြီးမြစ်တာကြီးငွေကြီးကျမ်းမာကြီးဆိုပြီးတော့ဆွဲထုတ်ပြီးတော့ topic တစ်ခုချင်းစီကြည့်ပေးတာမျိုးမဟုတ်ဘဲနဲ့ရာတီဘွားတစ်ခုချင်းစီအလိုက်တပတ်တာမှာ တိတိတိထိုက်တဲ့ strong energy ကိုဆွဲပြီးတော့အဲ vibration frequency အတက်ကြကိုဖမ်းပေးပြီးတော့တိတိတိထိုက်တဲ့ short guidance လေးပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ DVD ကိုအပိနေကြအပတ်တိုင်းကြည့်ရှုနေကြ subscribers စီဒီ client စီကတော့အထူးတလဲပေါ့နော်ဒီကိုရှင်းစီကတော့မလို့ပေါ့နော်အားလုံးကတော့ရင်းနှီးပြီးသားဖြစ်မယ်လို့လေယုံကြည်ပါတယ်ဆိုတော့ DVD ကိုဘယ်လိုကြည့်မလဲ အဲ့တော့ salmon rising မိမိရဲ့ sun sign ကိုတည်မယ်မိမိရဲ့ moon sign ကိုတည်မယ်မိမိရဲ့ rising sign ကိုတည်မယ်ဆိုလို့ရှိလို့ရှိရင်ဒါ message လေးတွေကို zodiac sign တွေမှာဖြန့်ကျက်ပြီးတော့အဲနားထောင်လို့ရမယ်ပေါ့နော်အဲ့တော့ okay အဲ့တော့ထုံးစံတိုင်း aries to pisces ပေါ့ရာသီဝါတစ်ခုချင်းစီလိုက်တင်ဆက်ပေးသွားမယ်လီယို intro မှာနေပေါ်တာနဲ့များသွားပြီပေါ့နော် okay အဲ့တော့ constitution package လေးတွေကိုတော့ဒီ video ရဲ့အဆုံးမှာပေါ့နော်ရာသီဝါတစ်ခုချင်းစီရဲ့အဆုံးမှာလီယို ဘယ်မျိုးစားဆိုလို့ရှိရင်ဘယ် reading package လေးရှိရဲဆိုတာကိုပြောပြသွားမယ်ပေါ့နော်ဗီဒီယိုရဲ့အဆုံးမှာအဲဒီကိုပြောပြထားမယ် information လေးပေးထားမှာဖြစ်တယ် okay အဲ့တော့ let's start the reading အဲ့တော့လီရော aries ကနေစလိုက်မယ်နော် aries တွေအတွက်လာမယ်မီလာစက်ခွင့်နေရနေရ23ရက်နေ့ထိ energy ပေါ့နော်ဘယ်လိုရှိနေမလဲကြည့်ရအောင် what's going to be the message for aries someone rising in Aries. All right, Aries ဒီအတွက်က good news and the bad news ပေါ့ Aries ဒီတဲ့ဒီတပတ်တာကာလဒါမှမဟုတ်ဒီ reading ကိုကြည့်နေတဲ့အချိန်မှာစိတ်ပင်ပန်းနေရတာအလုံးနဲ့ပတ်သက်ပြီးရောတလောကောင်းเนาะကြည်ကြည်ရကိစ္စနဲ့ပတ်သက်ပြီးရောတလောကောင်းစိတ်ပင်ပန်းတော့ကပူပင်နေရတဲ့ကိစ္စလေးတွေရှိနေမယ်တဲ့เนาะအဲ့တော့တပြိုင်နက်သေးမှာပဲဒီစိတ်တော့ကတွေကိုငြိမ်းအေးစီမဲ့ ဖြည့်ရှင်းမှုနီလန်အသည့်တစ်ခုရှာဖွေတွေ့ရှိတာမျိုးเนาะကို့အတွက်ကောင်းတဲ့တည်မင်္ဂလာတည်ကြရတာမျိုးလေးကျင်းဝနိုင်တယ်အဲ့တော့စိတ်ဖိစီးမှုတွေ stress တွေရှိနေတယ်လို့တစ်ဖက်မှာလည်းကို့အတွက်ကောင်းမွန်တဲ့เนาะအရာလေးတွေဖြစ်လာဖို့အတွက်အလားအလာကောင်းလေးတွေလည်းအဲဒီတပတ်တာကာလအတွင်းမှာ every စီကြုံတွေ့ရမှာဖြစ်ပါတယ်အဲ့တော့အကောင်းနဲ့အဆိုးနဲ့ဒွန်တွဲနေရရက်သက်တစ်ဖက်ဖြစ်လိမ့်မယ်။တချို့ကြတော့နာမကျန်းဖြစ်နေရင်နေမကောင်းဘူးဝေဒနာခံစားနေရတယ် ဒီဝေဒနာဘယ်ဆေးမှเนาะအဲတောက်လို့မတက်တာဘူးဘလို့နီးနေမြမှမတက်တာဘူးဖြစ်နေရဲဆိုလို့ရှိရင်ဒီတပတ်တာကာလအတွင်းမှာ Aries ကြီးကိုခံစားနေရတဲ့ဝေဒနာယောဂအတွက်ကိုပျောက်ကင်းတက်တာစီမံနီလန်ကောင်းစေဝါကောင်းနေဒါတွေ့ရှိမှာ ဖြစ်တယ်ပေါ့เนาะအဲ့တော့ကျမ်းမာကြီးအနေနဲ့ကလည်းခုနပြောသလိုပေါ့เนาะနီလန်ကောင်းလေးတွေစေဝါကုသမှုနီလန်ကောင်းလေးကြီးကျောင်းရနေတော့ Aries ကြီးအတွက်ကတော့အကောင်းဆုံးရောထွေးနေရတဲ့တပတ်ဖြစ်နေမှာโอเค All right. All right. You can handle the stress, but not our right. stress go handle low nine mali me. Okay, Leo next sign Taurus go to me. Sun moon rising Taurus. What's gonna be your week? Coming me 17 to 23. Me la the other bit to energy li Me Taurus. The next card. အာ tourist တွေကတော့ပြောစရာကိုမလိုဘူးเนาะတတိတတိမာတွေအဖြစ်စူးစမ်းနေကြရတယ်ကြင်စီနေကြတဲ့ tourist တွေကတော့ဒီတပတ်တာကာလအတွင်းမှာအငွေကြီးစီးပွားလက်လာပါတွေတိုးပွားဖို့ရှိပါတယ်တချို့ကြတော့တဲ့အာကိုကဥဆောင်ပြီးတော့အလုပ်ထဲမှာပြဿနာတွေကို ဖြေရှင်းရတာเนาะအာတပတ်လူကကိုရဲ့စိတ်နှစ်သိမ့်မှုပေါ့เนาะ စိတ်နှွေးထွေးမှုကျင်နာမှုကိုလိုအပ်တာအဲ့လိုကျင်နာမှုနှွေးထွေးမှုကိုလိုအပ်တဲ့လူတွေကကိုယ့်စီကိုရောက်လာတယ်ကိုယ့်စီကနေအကြံဉာဏ်ကောင်းတွေတောင်းခံတာမျိုးလေးတွေကြုံရနိုင်တယ်ကိုကအကြံဉာဏ်ကောင်းလေးတွေပေးရတတ်တယ်။နောက် Torres ကြီးတဲ့ဒါငွေကြေးစုဆောင်ဖြစ်မယ်စုဆောင်ဖြစ်တဲ့အနေအထားမှာလီယိုခန်စားတာတခုရှိရယ် Torres ဒီတပတ်တာကလာအတွင်းမှာရှိတဲ့ငွေတွေကိုဒီထက်ပိုပြီးတော့တိုးပွားအောင်ရင်းနှီးမြှုပ်နှံလိုက်တာ risk ယူပြီးတော့ပတ်စံတွေထည့်လိုက်တာမျိုးတွေမလုံသင့်သေးဘူး နော်ရှိတဲ့ပတ်စံကိုရှည်ရင်းစဲအတိုင်းပဲစုထားတာအကောင်းဆုံးဖြစ်လိမ့်မယ်နော်ရှည်ရင်းစဲအတိုင်းပဲစုထားပါ Torres စီကိုယ့်အိမ်ထဲကနေထုတ်ပြီးတော့ပတ်စံကြီးတိုးအောင်လို့ဆိုပြီးတော့ invest လုပ်ကြည့်လိုက်မယ်စမ်းကြည့်လိုက်မယ်လို့မလုပ်ပါနဲ့เนาะဆိုတော့ဒီတပတ်တာကလာအတွင်းကတိတ်ပြီးတော့ risky investment တွေလုပ်လို့မကောင်းသေးဘူးပေါ့เนาะ i torres တွေ message ဖြစ်တယ်အဲ့တော့ငွေကြီးကံတော့တွက်နေသူတော့ကောင်းနေပြီသားဖြစ်တယ်အဲ့တော့လောဘမကြီးဘူးလို့လိုတယ်ပေါ့เนาะ torres okay all right next sign is gemini or gemini sun moon rising what's going to be your week coming may 17 to 23 gemini energy လေးကိုပြပြပါ Gemini နေအတွက်ဤခီးမွေးတော့ပြီ Gemini နေဖြစ်ကျင်တဲ့အိမ်မက်သွားကျင်တဲ့ခီးလှုပ်ကျင်တဲ့အလုပ်တွေဖြစ်မြောက်လာဖို့အတွက်ကို နော်တော်တော်လေးနီးကပ်လာပြီလို့လီယိုခတ်မှာပြပါတယ်နောက်တစ်ခုကကျတော့ဒီဘက်တာကလာအတွင်းမှာရန်ကုန်ရန်နဲ့မတုံနှင်းမဲနဲ့ချူတာသောစကားနော်ရှင်လဲလျှောက်တာပြားလဲဆွဲတာနော်အတူတဘောကုတဘောနားလေပြီးတော့အလိုက်အထိုက်လေးပြောဆိုဆက်ဆံပြီးတော့အလွတ်လွတ်တာပို့ပြီးအစဉ်ပြေရအတူတစ်ဖြင့်တချို့ချမ်းမနိုင်နေဆိုကိုနဲ့အထက်ရရှိနေဆက်ဆံကြီးပေါ့နော်လက်အောင်ငယ်သားရလည်းဖြစ်နေတချို့ကျတော့အထက်ရရှိပေါ့နော်အဲ့တော့ဟိုဘယ်လိုပြောမလဲတစ်ဖက်က ဒေါသကြီးနေတော့ကိုကဒေါသနဲ့ပြန်ပြီးတော့မှန်တာပဲဆိုပြီးတုံ့ပြန်တာမျိုးထက်เนาะဒါချိုတာသောစကားကိုပြောဆိုပြီးတော့အလိုက်အချိုက်လေးနေတာခဂျမနိုင်းနေဖြစ်ချင်တဲ့ပုံစံဖြစ်ချင်တဲ့ဒီအရာလေးတွေဖြစ်လာဖို့ရှိရပေါ့เนาะနောက်တချို့ဆက်ဆံရေးဆိုလဲပြည်လေသွားနိုင်နေတဲ့အဲ့ခါကျတော့နှုတ်ချိုရှူတပါပေါ့เนาะဆိုတော့အဲတိတ်ပြီးတော့ရန်ရန်နဲ့မတုံနေနဲ့ နည်းနည်းတော့ tough ဖြစ်တယ်ပင်မန်းတယ်ဆိုပြီးမှ you can do ပေါ့နော်အဲ့ဒါတချို့ Gemini တွေအတွက်ကကြာလေးကိုမြင်တာကိုယ့်ရဲ့အထက်အရာရှိနဲ့ဆက်ဆံရေးနဲ့ဖြစ်နိုင်တယ်တချို့ကြတော့ကိုလုံနေရဲ့အလုံးမှာကိုလုံချင်တဲ့ကိစ္စတခုအထအမြတ်ဖို့အတွက် authorities လို့ခေါ်တယ်ဆိုင်ရာပိုင်ရာအာဏာပိုင်တွေနဲ့ပတ်သက်ဆက်ဆံရတာမျိုးတွေဆိုလို့ရှိရင်လေချိုချိုတတလေးနော်အပေါ်ကနေ sugar cake coating လေးလောက်တာပေါ့လိန်နာမဟုတ်ဘူးနော်လေကဥဒါဝါဒကျူးလုံမှုပြောတာမဟုတ် sugar coating ပေါ့နော် သူဟာကိုယ်ကိုကူညီပေးခြင်းလာအောင်သူဟာကိုယ်ကိုเนาะအကူအညီပေးခြင်းလာအောင်ဆောင်ရွက်ပေးခြင်းလာအောင်လှုပ်ပေးခြင်းလာအောင်ကိုယ့်ဘက်ကချူချူတတားလီအဲနူနူတူတီလေးပြောဆိုပါဒါဆိုရင်တော့အဆင်ပြေလိမ့်မယ်။နောက်ငွေရေးကြီးဒီတပတ်တာကာလအတွင်းမှာပတ်စံကုန်ရမယ့်ကိစ္စလေးလေပေါ်လာတတ်ပါဒါကောင်းသောကုန်ကုန်နဲ့ကုန်နဲ့အပေါက်ကကောင်းတဲ့နေရာဖြစ်နိုင်နေတယ်ပေါ့နော် Gemini နေအတွက်ကို Okay so wish you all the best Gemini okay leo gemini ပြီးတော့ cancer ကိုတွားမယ်အဲ့တော့ cancer salmon rising what's going to be your week for coming may 17 to may 23 cancerian ရဲ့ energy လေးကိုစစ်ကြည့်ကြမယ် canceri အစုအဆက်အလုပ်တရားနေအောင်မြင်မှုတွေရမယ်ဒီတပတ်ကြာကာလအတွင်းမှာအစ်စ်လောက်တာပဲဖြစ်ဖြစ်အဟောင်းပဲဖြစ်ဖြစ်ပေါ့နော် ကိုက organization တခု company တခုခုမှာအလုံးလုံးနေရာမျိုးစက်တူ share ဝင်ပြီးတော့တော့ငွေကြေးတွေကိုရင်းနှီးမြှုပ်နှံထားတာမျိုးတွေဆိုသိတ်ကောင်းပါတယ်အဲ့တော့ဒီဒီတပတ်အတွင်းမှာတွင်ကိုပဲ partnership အလုပ်တွေပေါ့เนาะအဲကိုနဲ့ share ဝင်မလားဒီလုပ်လေးလုပ်ကြည့်မလားဆိုလက်ခံတင်တယ်လို့ generally cancer တွေကိုဒီကိုအကြံပေးခြင်းတယ်ပေါ့เนาะအဲ့တော့ဒီဝန်တန်းအလုပ်တွေဆိုလို့ရှိရင်တော်တော်လေးကောင်းတယ်နောက်တစ်ခုကကြတော့ဒီကိုခံစားရတာဒီဝန်တန်းအလုပ်ကနေမှเนาะ ်ဂျီစီပေါ့နော်လက်တွဲလုပ်လို့ရမယ်အနေအထားမျိုးတစ်ခု ठी ပေါ့နော်ဖြစ်သွားနိုင်တယ်မိသားစုအလုံးလိုမျိုးပဲတဲ့နော်ရေရှည် long lasting ဖြစ်တဲ့ committed ဖြစ်တဲ့ job တစ်ခုကိုတွေးရတယ်နောက်တစ်ခုတချို့ကြတော့တချို့ cancer တွေကိုယ့်ရဲ့အိမ်မှာပဲ home business လုပ်နေတာမျိုးတွေဆိုလို့ရှိလို့ရှင်လဲတော်တော်လေး တဟုံတို့တိုးတက်ဖို့ရှိပါတယ်ငွေကြေးတွေလည်းအများအများစီးဆင်းလာဖို့ရှိရနော် home business ဆိုတာကိုယ့်ရဲ့အိမ်မှာပဲအလုပ်လုပ်နေရ online business ဖြစ်ခြင်းဖြစ်မယ် online shop လုပ်နေရဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်လေကိုယ့်ရဲ့ဟိုအိမ်မှာပဲဈေးဆိုင်လေးတည်ထားတာဖြစ်ခြင်းဖြစ်မယ်အဆင်ပြေလိမ့်မယ်နော်တော်တော်လေးကောင်းတယ်ကိုယ့်ရဲ့မိသားစုကိုယ့်အိမ်နဲ့ပတ်သက်ပြီးတော့သတင်းစကားကောင်းလေးတွေလည်းကြားရတတ်ပါတယ်နော် cancel တွေအတွက်ကတော့ငွေကြေးအရာကိုအိမ်အရာအရန်ကိုဒါကောင်းနေရရတတ်တဲ့ပဲဖြစ်နေရပါတော့ဆိုတော့ wish you all the best, Cancer. All right. Okay, Leo. The next sign, Leo go dwame. Uh, Leo reye lame me la 17 to me 23 bono. Uh, Second, you can set the energy level. Yeah, people. So, Leo, Salmon Rising. Leo, one more card. very beautiful energy အဲ့တော့ Leo တွေဒီတပတ်တာကာလအတွင်းမှာအကူအညီထောက်ပံ့နေရမယ်တချို့ကြတော့ကိုယ့်ရဲ့မိခင်နဲ့တူရဲသူကိုယ့်ရဲ့အမားနဲ့တူရဲသူအတော်เนาะအဲအမျိုးသမီးအကြီးကဲတူဦးစီကနေအကူအညီထောက်ပံ့နေရတတ်တယ်အော်ဒီတပတ်တာကာလအတွင်းမှာငွေကြေးပူစရာမလိုဘူးတခုရှိရယ်ကိုယ့်ရဲ့ plan စီကိုယ့်ရဲ့ creation စီကိုယ့်ရဲ့ idea စီကိုလှုပ်ချင်နေတဲ့လမ်းကြောင်းတွေကိုကို ဘယ်အလုပ်ပဲလုပ်လို့စီးပွားရေးပဲလုပ်လို့เนาะကိုယ့်ရဲ့ plan စီကိုယ့်ရဲ့ idea ကြီးချမှတ်ပြတာအကောင်းဆုံးပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ တခြားလူတယောက်ယောက်ကကိုယ့်ရဲ့ idea တွေကိုအသုံးချသွားတာခိုးယူသွားတာကိုလှုပ်ချင်နေတဲ့အလုပ်ကိုဖျက်လို့ဖျက်စီးလှုပ်ချင်တာမျိုးတွေဖြစ်တတ်တယ်အဲတော့ဒီတပတ်တာကာလအတွင်းမှာဘယ်ကိစ္စမဆိုဆောင်ရွက်တဲ့နေရာမှာတော်တော်တည်တည်လှုပ်ဆောင်မှာကိုယ့်ရဲ့ future plan စီကိုပြောပါနဲ့ကျင်းတည်ပါအကူအညီရမယ်နောက်တစ်ခု Leo တွေအတွက်ကအရန်ကောင်းတာပုံကူတူပုံကူမြက်တီစောင့်ရှောက်နေတာကိုပြတယ်နော်အဲ့ဒီပုံကူတူပုံကူမြက်တီကဘဝဟောင်းကတော်ဆက်ခဲ့ဘူးရယ်ကိုယ့်ရဲ့ဇနီးမယားတို့နော်ကိုယ့်ရဲ့ မေတို့အဲကိုရအဖွားတို့ဒီလိုမျိုးဖြစ်တတ်တယ်နော်ဆိုတော့အရန်ကောင်းတယ်အထူးသဖြင့်အဲ Taurus တို့ Libra တို့စတဲ့ Zodiac energy ရှိတဲ့နော်ပုံကိုရကိုယ်ဆောင်းရှောင်းနေရဲ့အဲကိုအကူအညီပေးမယ်ပေါ့နော်အဲ့တော့တော်တော်လေးကောင်းတယ်တခုပဲဒီတပတ်တာကာလာအတွင်းမှာကိုအကျိုးမြတ်ပေါ့နော်ကိုရဲ့လုပ်ငန်းကနေပတ်စံဘလောက်ရတယ်တို့ကိုက next level ဘယ်ဟိုသွားတော့မှာတို့ နော်ဘယ်လိုစီးပွားရေးကိုဘယ်လိုလုပ်တော့မှာလို့ဆိုတာကြီးချမှတ်ပြပဲနဲ့တူတူတိတ်တိတ်လေးနေတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒါလေးကိုအဲ့ဒီကိုသတိလေးပေးခြင်းပါတယ်ဆိုတော့ overall energy ကအရန်ကောင်းပါတယ် okay all right next sign လေရော virgo ကြည့်မယ် sun rising what's going to be your week is it a good week or tough week for you virgo or a may 17 to 23 virgo lady က်တဲ့တစ်ပတ်ကို energy လေးဖန်ကြည့်မယ် vocal အဲ့တော့ကတ်တုန်းဥအောင်ရှင်ရဲ့ PPU နဲ့ Sequin ကဘာလီထဲမှာဝယ်ဆိုရဲကတ်တုန်းလေးလေငယ်လေးတော့မှဖတ်ရတယ်ပေါ့နော်အမြဲတမ်းသူ PPU ဆို Sequin ရသွားလို့ပါဖိဖိအိမ်မက်မသွားလို့ပါဖိဖိဆိုရဲအကတ်တုန်းလေးကိုတိမဲ့ထင်မှာအေးအဲ့ဒီ Volgoria အဲ့ဒီ PPU ဖြစ်နေတယ်ဒီ Debater Color အတွင်းမှာ လက်တွေ့လှုပ်ဆောင်ချက်တရားနည်းနေပြီးရတကာလာမှာကိုယ့်ရဲ့စိတ်ကူးထဲမှာဖြစ်ကျင်တဲ့ဟာတွေကိုပုံဖော်ပြီးတော့ ဟိုဟာလေးလုံရင်ကောင်းမလားလို့တဲ့အတွေးလေးရဲ့နေချက်ပြီးမဖြစ်သေးပါဘူးတစင်မပြေလောက်ဘူးနောက်တစ်ခုပြောင်းလုပ်ကြည့်မယ်နောက်တစ်ခုပြောင်းတွေးကြည့်မယ်အဲအဲ့လိုပေါ့နော်အတွေးနေချက်နေရမယ်ကိုဆက်ဆက်ဒီဆက်ဆက်နဲ့အလုံးမတွင်ကျဲတာမျိုးတွေဖြစ်တတ်ပါတယ်တဲ့နော်အတွေးကပါလေးတဲ့မှာမျိုးပြီး fantasize လုံနေ fantasy world ထဲမှာရောက်နေတတ်တယ်အဲ့တော့ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့လက်ရှိအနေထားကိုယ့်ရဲ့လက်ရှိအခြေအနေကတော့စိတ်ကျင်နေစရာကောင်းတဲ့အခြေအနေမျိုးဖြစ်နေပေမဲ့လက်တွေ့လှုပ်ဆောင်ရမယ့်အပိုင်းတွေမှာကျတော့ vagal လေးတွေအားနည်းနေ တတ်တယ်။စ조사အားထုတ်မဲ့နေရာလေးတွေမှာအားနေနေတတ်တယ်။စိတ်ကူးနဲ့မျောနေတတ်တယ်။ဟိုဟာလဲလှုပ်ချင်တယ်လို့လို့ဒီဟာလဲလှုပ်ချင်တယ်လို့လဲကိစ္စတွေကမပြီးမပြတ်ဖြစ်တတ်တယ်။ဒါလေးတစ်ခုကိုသတိထားပေးပါ Virgo တွေ Okay All right အဲ့တော့ Denna ကြီးကဘာတွေကနေထွက်ဖို့လိုတယ် Virgo တွေ All right အဲ့တော့ Euro Fast Spot ပြီးသွားပြီ။အဲ့တော့ Next 6 signs ပေါ့နော်ကျန်ရှိနေတဲ့6ခုပထမ sign ကတော့ Libra ကိုကြည့်မယ်အဲ့တော့ Libra ရဲ့ Sun Moon rising. What's gonna be your week? Is it a tough week or good week for you? Libra, Earl, May 17 to 23. One more card, please. library အခြေအေးလုံးဝကံမကောင်းဖြစ်နေရဲ့အခြေအေးကတော့ကံအလုံးဝ0ဖြစ်နေပါတယ်ကိုနဲ့ကိုရဲ့ partner နဲ့တော့လကောင်း single ရေပဲဖြစ်ဖြစ် rs ပဲဖြစ်ဖြစ်နားလည်မလို့တဲ့ကိစ္စမျိုးတွေချို့ချော short break up ဖြစ်ရတဲ့ကိစ္စလေးကျွန်ဝရနေအခြေအေးမဟုတ်ရင်တော့မတချို့ library တဲ့နော် mainly ပေါ့နော်ဒီက love message ကိုရတယ်ဒီ reading ရဲ့ feelings ကိုခံစားရတာလीနောက်တစ်ခုက ိုကပြောလိုက်တာတခွန်တစ်ဖက်လူကနားလည်သွားတာတမျိုးပေါ့နော်အဲ့လိုမျိုးနားလည်မှုလွဲတဲ့ကိစ္စလေးဖြစ်တတ်တယ်နောက်တစ်ခုကအလုတ်ထဲမှာဆိုလို့ရှိရင်အဲ့နားလည်မှုလွဲတဲ့ကိစ္စအကြောင်းမလို့ခိုက်ရန်ဖြစ်ပွားတာမျိုးလေးအငင်းခုန်ဖြစ်ရတာမျိုးလေးဖြစ်တတ်တယ်တဲ့နော်လီဘရယ်ဒီဒီဘက်ကတော့ တောကများတက်ပါတယ်စိတ်ပူပန်ရတက်တယ်နော်စိတ်ပူပန်ရတက်တယ်တောကများတက်တယ်စိတ်မပြောတာမျိုးတွေဖြစ်ချိုးလီဘရယ်ဆိုအိတ်ချိန်နေလိမ့်မယ်တဲ့နော်တဲ့အိတ်ကျနိုးပေါ့နော်တိတ်ပြီးတော့အိတ်မပြောဘူး sound sleep မရတာမျိုးလေးဖြစ်တက်တယ်တဲ့နော် so you need some kind of psychotherapy somatic therapy လေးလိုနေရအဲ့တော့ libra လေးစိတ်ပင်ပန်းတာမျိုးတို့ညအိတ်မပြောတာမျိုးတို့နော်အိတ်ချိန်နေတာမျိုးတို့နော်ဒီလိုမျိုး နားလည်မှုလိုတဲ့ကိစ္စတွေဘာကြောင့်ခဏခဏဖြစ်နေရလဲတကယ်လို့များဖြစ်ခဲ့လို့ရှိရင်ဒီလိုစီမှာ somatic therapy လေးလာယူလို့ရအောင်เนาะဒါလေးကတော့ကြောညာဝင်တာပေါ့เนาะ anyway i just want to care you i just want to cure you ပေါ့เนาะလေ you are take care လုပ်ချင်လို့ message လေးပေးတာဖြစ်ပါတယ်ဆိုတော့ library wish you all the best and take care ပါเนาะ okay အဲ့တော့ leo ro next time ကို move on လုပ်မယ် scorpio အဲ့တော့ scorpio ရဲ့ energy coming may 70 to 23 you all right One more cut scopy re attract our counter D. တည်င်းကောင်းတစ်ခုပြီးတစ်ခုလာတဲ့သဘောလေးကြီးတွေ့ရတယ်။ပြီးခဲ့တဲ့ဘက်ကလည်း Scorpio ကြီးကောင်းနေပေါ့နော်။ဒီတစ်ဘက်တာကာလာတွေ့မှာ Scorpio ရဲ့အခြေအကံအိမ်တော်ကြီးကံမြစ်တာကြီးကံနေရာလေတော်တော်လေးတက်နေရအောင်တွေ့ရတယ်။နောက်တစ်ခုကဒီအလုံးလုံးမဲ့ဆိုလို့ရှိလို့ရှိရင်လည်းကိုယ့်ရဲ့ partner ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ အမျိုးသားကိုရခင်ပွန်းเนาะဇနီးမရရင်တိုင်မင်ဆွေးနွေးပြီးတော့လုပ်တဲ့ကိစ္စတွေကအောင်မြင်လိမ့်မယ်တဲ့ဒီတပတ်တာကာလအတွင်းမှာမင်္ဂလာတည်င်းကောင်းလေးကြီးလေးကြားဖို့ရှိပါတယ်အဲ့တော့ငွေကန်ကတော့ပြောစရာမလိုငွေကန်ကတော့သူ့အနေနဲ့သူကောင်းနေရတက်နေရပြရတယ်အဲ့တော့ Scorpio ရဲ့ week လို့ပြောလို့ရတယ်ပေါ့เนาะဆိုတော့ everything is in harmony balance ဖြစ်နေရပေါ့เนาะအဲ့တော့အအဆင်ပြေပြေချောချောမွေးနဲ့ဒီတပတ်တာကာလအတွင်းကိုဖြတ်တန်းနိုင်ပါလိမ့်မယ် Scorpio ရီ so wish you all the best All right, your next sign Sagittarius Kotame or Sun Moon Rising Nekjilo Yabare. Sagittarius what's gonna be a week for coming May 17 to 23. Sagittarius, please give me the Sagittarius energy. All right, one more card. Sagittarius ကြီးတဲ့နော်ဒီတစ်ပတ်တာကာလအတွင်းမှာမပြီးမြောက်သေးတဲ့အလုပ်ကိစ္စတွေလုပ်ငန်းကိစ္စတွေပြီးမြောက်သွားဖို့ရှိတယ်။တစ်ဖက်မှာလည်းတဲ့မလိုလားပဲငွေကုန်ကြေးကျများတာမျိုးတွေမလိုလားပဲသုံးဆွဲလိုက်မိတာမျိုးတွေဖြစ်တတ်တယ်။တချို့ Sagittarius ကြီးဆိုလို့ရှိရင်ကိုလှုပ်ခဲ့တဲ့ကိစ္စကိုချခဲ့တဲ့ decision နဲ့ပတ်သက်ပြီးတော့နောက်နောက်ရတယ်လို့ဖြစ်တာငါမှားပြီလားမသိဘူးလို့ဖြစ်တဲ့ကိစ္စလေးကြုံရနိုင်တယ်။နောက်တစ်ခုကအာ တချို့ the most of the sagittarius ပေါ့နော် majority of sagittarius ဖြစ်နေတဲ့ကိစ္စကအာပျော်လိုက်မိရပါလိုက်မိရသိရမလားအာပတ်စံနေတုံးလိုက်မိရအပျော်အတွက်ကိုနော်တုံးချလိုက်မိရပြီးလဲပြီးရော အော်ငါလှုပ်လိုက်ပြီပြီเนาะအကုန်သွားပြန်ပြီအဲအဲ့လိုမျိုးလေးဖြစ်တာမျိုးပေါ့เนาะအဲများသောအားဖြင့် decision ချတဲ့နေရာမှာအလုပ်ထွက်လိုက်တယ် quick job လုပ်လိုက်တယ်ဒါမှမဟုတ် freelancer ကိုသွားမယ်အလုပ်ထွက်လိုက်တယ် quick လုပ်လိုက်တဲ့အဥ္စာနဲ့ပတ်သက်ပြီးတော့ငါမှားများမှားသွားပြီလားဆိုရဲစိတ်လေးတွေဝင်တတ်ပါတယ်တဲ့เนาะဒါပေမဲ့လေးကအဲ့ဒီစိတ်ကိုမဖြစ်စေချင်ဘူးဘာဖြစ်လဲဆိုတော့ Sagittarius တွေအတွက်အလုပ်ကံကကောင်းပြီသားကိုယ့်အတွက် future မှာ opportunities ကောင်းနေတယ် အဲရလာဖို့ရှိတယ်ပေါ့နော်လာလာကောင်းတယ်နောက်တချို့ကျတော့လည်းနိုင်ငံခြားနဲ့ဆက်ဆက်ပြီးတော့ energy လေးကောင်းတာပြတယ်ဆိုတော့ never regret with your decision ကိုချလိုက်တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့လုံးဝနောင်တရခြင်းမရှိပါနဲ့လို့လျော် Sagittarius ကိုမှာခြင်းတယ်ပေါ့နော် အဲ့တော့ဗျောင်းမြန်ပေါ့အရှိရလေ liberal နဲ့ပြောရင် liberal ကတော့ခုနပြောသလိုအိတ်မပြော sagittarius ကြီးကကောင်းကောင်းကြီးအိတ်ပြောနေမလားတော့မသိဘူးနော်노တဲ့အချိန်ပဲ regret ဖြစ်တာပေါ့နော် okay you will get the sound sleep this week တော့ဒီနေ့ဘက်တာကာလအတွင်းမှာကောင်းမွန်သောအိတ်ဆက်ခြင်းတွေကိုပိုင်ဆိုင်ရပါလိမ့်မယ် sagittarius ကြီး all right okay early your next sign capricorn salmon rising capricorn what's going to be your week for coming may 17 to 23 Capricorn မှာမဟုတ်ခဲ့ Capricorn နေရာတော့ထုံးစံတိုင်းပေါ့နော်အလုပ်ထဲမှာကိစ္စရဲ့ဒီကိုဖြည့်ရှင်းတဲ့နေရာမှာတဲ့လူကြီးဆန်ဆန်ဖြည့်ရှင်းပြလိမ့်မယ်နော်နောက်တစ်ခုကကိုယ်ကရှေ့ထွက်ရမယ့်ရတဲ့တပတ်ဖြစ်တယ်နောက်နောက်ဆုတ်ပြီးတော့အနောက်ကနေပဲ follow လုပ်ရမယ့်ရတဲ့တပတ်မဟုတ်ပါဘူး ကိုယ့်ရဲ့အတွေးအမြင်တွေကိုယ့်ရဲ့ idea တွေကိုချပြရမယ်ကိုယ့်ရဲ့ idea တွေကိုလည်းချပြခွင့်ရမယ်ရတဲ့တဲ့ပဲဖြစ်ပါတယ်ကိုယ့်ရဲ့ soft power hard power ပေါ့နော်အဲဒီလိုဒီမှာခံစားရဆိုမီးတက်နဲ့ရေတက်ကိုမျှအောင်သုံးဆရပါပေါ့အဲတနာမယ်ကျင်နာမယ်ဂယူးဆိုင်ပြမယ်တစ်ဖက်မှာလည်းကိုလုံးစရာရှိအောင်မြင်မြန်ဆန်ဆန်လုပ်မယ်အဲဒေါသထွက်စရာရှိအောင်ထွက်မယ်အလုပ်တွေမပြီးဘူးလားမပြီးရင်ဘာကြောင့်အလုပ်မပြီးရလဲဆိုတော့ action ယူမယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ the whole week ကတော့ your leadership skills ကိုစမ်းသပ်မှာဖြစ်တယ်เนาะဒီကံကြမ္မာကိုရဲ့ universe ပဲဆိုကြပါဆို universe ကြီးอ่ะ universe ကြီးอ่ะ okay ကံကြမ္မာပဲပေါ့เนาะကိုရဲ့ကံကြမ္မာဒီလာမဲ့တစ်ပတ်မှာ capricorn ကိုစမ်းသပ်မယ်ဘယ်ဟာကိုစမ်းသပ်မှာလဲမင်းရဲ့ leadership skills ကငါတို့ကိုထုတ်ပြပါအောင်ဆိုပြီးစမ်းသပ်လိမ့်မယ် okay အဲ့ခါကျမှကိုရဲ့ swan in ဘုံကြီးထွက်လာလိမ့်မယ် all right uh, so capricorn ရဲ့ရဲ့တစ်ပတ်ကတော့ကောင်းနေအောင်ဖြစ်ရပါတော့ All right, Leo, next sign do o Aquarius. Aquarius Salmon Rising, Jilo What's going to be your week? Is it a good week or tough week for Aquarius? Coming May 17 to 23. Aquarius. Aquarius, one more cut. Aquarius ရဲ့ဆုံးရှုံးထားတဲ့ငွေကြေးကြီးပြင်ရမယ်။တချို့ကျတော့လည်းဆုံးရှုံးထားတဲ့အိမ်မက်တွေကိုပြန်ပြီးတော့အကောင့်ထဲပို့ခွင့်ရမယ်။ကိုအလုပ်လုပ်ဒီအလုပ်ကိုလုပ်ချင်းခဲ့တယ်။တေကာမလုပ်ခဲ့ရဘူး။ပြန်ပြီးတော့ဒီတပတ်တာကာလအတွင်းမှာတက်သင်းခွင့်ရမယ်။တချို့ကျတော့လေစာမှုဝဲတွေပါကြီးကြာထားတယ်။ဖြည့်ထားတယ်မအောင်ဘူးပေါ့နော်။ fail ဖြစ်ထားတယ်ဆိုလို့ရှိရင်ပြန်ဖြည့်ဖို့အတွက်အခွင့်အရေးကောင်းတွေပြန်ရတာမျိုးအောင်ဖို့အတွက်အလားလာလမ်းစာလေးတွေပြန်ပေါ်လာတာမျိုးကြီးကြုံရနိုင်တယ်။ဒါပေမဲ့ Aquarius ကိုဒီတစ်ပတ်တာကာလာတွင်းမှာဗာလီတတိပေးခြင်းလို့ဆိုကျမ်းမာရေးဂယူဆိုင်ရမယ်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးဂယူဆိုင်ပါ အတိတ်ကဒံယာဟောင်းတွေအနာဟောင်းတွေပြန်ပေါ်တတ်တယ်ဝီဒနာဟောင်းတွေပြန်ပေါ်တတ်တယ်ဝီဒနာဟောင်းတွေပြန်ပေါ်ရင်ဆွဲနေရမှာစိတ်ဒံယာလည်းပြန်ပေါ်တတ်တယ်လို့ခန္ဓာကိုယ်ပိုင်းဆိုင်ရာဝီဒနာကိုကနာကျင်တတ်တယ်အမခါနာတတ်တယ်ကြောင်းအောင်တတ်တယ်ဒူးအောင်တတ်တယ်ဆိုဒူးနာတတ်တယ် sorry လို့ပြောချင်းစော်ရင်းများပြီးဒူးအောင်လည်းဖြစ်ကုန်ပြီဒူးနာတတ်တယ်လို့ကြောင်းအောင်တတ်တယ်ခါနာတတ်တယ်ဆိုလို့ရှိရင်အဲ့ဒါဒီအဲ့ဒီဝီဒနာဟောင်းတွေကာယကဝီဒနာဟောင်းတွေပြန်ပေါ်လာတာမျိုးတော့နော်စိတ်ဒံယာလေးတွေပြန်ပေါ်လာတာမျိုးဒီတပတ်တာကလာအထက်မှာဖြစ်တတ်တယ်နော် ဲ့တော့ကိုယ့်ရဲ့ကိုးစားနဲ့ကိုမြစ်တာပို့ပါမမိပါနဲ့เนาะဖះရှိကိုယ်တိုင်မှာကိုးစားနဲ့ကိုမြစ်တာပို့မမိမမိနဲ့ကို့အတွက်အခွင့်အရေးကောင်းလေးပြန်လဲရရှိဖို့မြင်ပါတယ်เนาะခုနပြောသလိုဘလောက်ပဲ failure စီကြုံခဲ့ကြုံခဲ့ဒီ debater ကလာအတွက်မှာကို့အခွင့်အရေးတွေပြန်ပြန်ပေးလိမ့်မယ်เนาะဆိုတော့ okay wish you all the best aquarius all right ali uh, you're the last sign pisces ကိုသွားမယ် salmon rising message နဲ့နားထောင်လို့ရပါတယ် ascend uh, Pisces, Moon Pisces, Rising Pisces. Okay, and all what's gonna be a week? Is it a good week or tough week for you? May 17 to 23 for Pisces. Pisces, one more card. ဖိုက်စီစီတချို့အရာလေးတွေကတဲ့အချိန်မတန်သေးဘူးတဲ့ပတ်စံရင်းနှီးခြင်းနဲ့စာမိုးဝဲဖြည့်ခြင်းနဲ့ငွေကြီးရင်းနှီးလိုက်ခြင်းနဲ့ဒီစီးပွားရေးရအကျိုးမြတ်တွေကိုမြ мян ရခြင်းနဲ့နိုင်ငံခြားထွက်ခြင်းနဲ့ပတ်စံတွေကိုတုံးခြင်းနဲ့ရင်းနှီးလိုက်ခြင်းနဲ့မလုပ်ပါနဲ့အောင်တဲ့အချိန်မတန်သေးဘူး It's not your time Pisces ကိုယ့်ရဲ့အချိန်မဟုတ်သေးတဲ့အတွက်ကြောင့်မလို့အေးစီစီလေးအနာယူပါအောင်တဲ့နော်တချို့ Pisces ဆိုလဲရစီရရှိရရပိုင်ခွင့်နေမျောလင့်နေတာအလုပ်ထဲမှာ ကိုရပိုင်ရဆရာရှိရဲ့ယာဒူးတိုးတာမျိုးတို့လဆာတိုးတာမျိုးတို့မျောနေတယ်မလာသေးဘူးအလုတ်ခံဖို့စောင့်နေတယ်အလုတ်မခံသေးဘူးเนาะငွေချင်းရင်းနှီးမြုံနှံထားတယ်ဒီစီးပွားရေးကနေအကျိုးမြတ်တွေမရသေးဘူးအရင်မဲ့ကြည်ယုံမဲ့ရှိသေးတယ်အမျက်ဆိုတာမတွေ့ရသေးဘူး yet be patient it's not your time ဒီတပတ်တာကာလအတွင်းကကို့အထက်ရတဲ့တပတ်မဟုတ်သေးဘူးအဲ့တော့ခဏလေးအေးအေးလူလူလေးကို့မှာရှိတဲ့ အနော်ဒီငွေကြီးစူဆောင်းလာတဲ့ဟာလေးတွေကိုနဲ့ပဲကြည်ပြီးတော့အဲ့ဒါလေးကိုပဲပီတိဖြာပြီးတော့နေပါတယ်နော်ကိုယ့်ရဲ့အချိန်ပေါ့နော် your day will come နော်ချိန်ကြရနော်ကိုယ့်ရဲ့ time ဆိုတာလာလိမ့်မယ်ဒါပေမဲ့ not this week ပါအဲ့တော့ဒီတပတ်တာကာလတည်းမှာအေးအေးလူလူလေးဖြတ်တန်းမှာစိတ်တွေမလောပါနဲ့ okay ဆိုတော့ wish you all the best pisces all right that's it for this week အဲ့တော့ဒီကိုတင်ဆက်ပေးသွားသည်လာမယ့်မေလ 18ရက်ကနေ23ရက်နေ့ဒီရာသီပွားတပတ်တာသတင်းစကား weekly story ရဲ့ energy reading လေးဖြစ်ပါတယ်အဲ့တော့အားလုံး enjoy ဖြစ်မယ်လို့လို့မျှော်လင့်ပါတယ်ဒီ video clip လေးကိုလို့ YouTube channel လေးမှာ Facebook page မှာပါလို့တင်ဆက်ပေးမှာဖြစ်ပါတယ်လို့ကိုချစ်ကနှစ်သက်တဲ့ support လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့လို့ရဲ့ YouTube channel လေးဖြစ်တဲ့ Soul of Leo Terror YouTube channel လေးကိုလည်း subscribe လုပ်ထားကြဖို့မိပါနဲ့အောင်เนาะ all right relio နဲ့ personal consultation ချီးကြီးရာကိစ္စနဲ့ပတ်သက်ပြီးတော့မေးမြန်းဆွေးနွေးလိုရဲဆိုလို့ရှိရင်တော့ leo စီမှာ venus package ရှိပါတယ်အလောက်ကန်ကိစ္စငွေကြေးကိစ္စနိုင်ငံခြားထွက်မဲ့ကိစ္စတွေ visa ကိစ္စတွေအခက်အခဲဖြစ်နေလို့မေးမြန်းခြင်းနဲ့ဆိုလို့ရှိရင်တော့ leo စီမှာ wall package ရှိပါတယ် တော့မိမိဘဝရဲ့ soul purpose မိဘဝရဲ့ဖြစ်တည်မှုမိဘဝရဲ့ရည်တည်မှုလူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်နဲ့ကိုယ်မှာဘယ်လို talent ရှိလဲဒီဘဝမှာဘယ်လို mission တွေကိုဘယ်လို target တွေပြအောင်ဆောင်ရွက်ရမလဲဆိုတာကိုအသေးစိတ်သိကျင်တယ်ဆိုလို့ရှိရင်တော့ဒီလို blueprint mapping ချပြီးတဲ့ လက်ကတာဗီဒပညာကိုအသုံးချပြီးတော့ဖွာစားတာဖတ်ပြီးရဲ့ soul mission package လေးရှိပါတယ် soul mission package ကတော့တခြားတခြားသော tarot package နဲ့မတူပါဘူး astrology package ဖြစ်တဲ့အကြောင်းမို့လို့အသေးစိတ်ဖတ်ရတာဖြစ်ပါတယ်လီယို waiting time လေးလည်းကြာပါတယ်2 weeks လောက်တော့ဆောင်းရတတ်ပါတယ်အဲ့တော့ queue လည်းများတဲ့အတွက်ကြောင့်ပါနော် alright အဲ့တော့ leo d 2025မှာ launch လုပ်ထားတဲ့ psychotherapy somatic therapy ပေးတဲ့ talk therapy package တွေတခုရှိပါတယ်မိမိရဲ့စိတ်ဒဏ်ရာတွေလွတ်ချချင်တာပဲဖြစ်ဖြစ်စိတ်မွန်းကျက်လို့ရင်ဖွင့်စရာလူမရှိပဲနဲ့ဘာလို့လုပ်ရမှန်းမသိလမ်းပြောင်းနေရဆိုလို့ရှိရင်တော့ Leo's မှာ psychotherapy ပေးရ talk therapy package anxiety by Dr. Leo's ရဲ့ package တခု launch လုပ်ထားတာရှိပါတယ်ဒီ package လေးနဲ့တူတခြားတခြားသော consultation package လေးတွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ Leo ရဲ့ Facebook page Messenger chat box ဆိုင်တွေစုံစမ်းမိမြန်ပြီးတော့ booking appointment လေးယူလို့ရပါတယ် အဲ speaking of the booking appointment လီယိုဂါ spiritual counselor ဖြစ်တဲ့အတွက်ကြောင့်မို့လို့ online consultation phone consultation တို့မဟုတ် video call consultation အမျိုးအစားပဲလုပ်ပါတယ်လီယို voice me ပူတာမျိုးတွေစာနဲ့ typing ရိုက်ပြီးတော့ chatting လုပ်ပြီးတော့ဟောတာမျိုးလေးတွေတော့လီယိုမလုပ်ပါဘူးဒါလေးကတော့ booking booking သိစေချင်တဲ့အချက်လေးတစ်ခုအနေနဲ့လီယို information လေး sharing လုပ်တာဖြစ်ပါတယ် ယနေ့တည်းထိအားပေးနေကြတဲ့ fans ယောက်ချင်းစီ client ယောက်ချင်းစီတို့အထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြရင်းနဲ့ပဲဒီလိုဒီတစ်ပတ်အတွက် video လေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါမယ်ဒီလိုနောက်တစ်ပတ်တွင်မှာထပ်တွေ့ကြပါမယ် have a nice day to you all and bye bye